ဝီလျံဆာလီဘာကိုမရခဲ့ပေမဲ့မတ်ချ်တောင်းမန့်နဲ့ပတ်သက်ပြီးကင်းထောက်အဖွဲ့တွေကိုပါစောင့်ကြည့်ဆဲလွတ်လာခဲ့တဲ့ Real Madrid ရီယယ်မက်ဒရစ်ကကဘာအနှံ့မှာသူတို့ကင်းထောက်အဖွဲ့တွေစစ်လွှတ်ထားတာရှိတယ်အထူးသဖြင့်ဒီအာဖရိကဘက်တွေဘရာဇီးရဝမ်ဘက်တွေအဲ့ဒီဘက်တွေမှာဆိုလို့ရှိရင်ဈေးလဲတင့်နေ အသက်ရွယ်လည်းငယ်မယ်ပိုတရှယ်လည်းရှိတယ်အဲ့လိုကစားသမားတွေကိုအစိုးရရဲ့ကအသက်မပြည့်ခင်တည်းကသူတို့ကနားလည်မှုတစ်ခုယူပြီးတော့ intro ဝင်ထားတယ်နောက်ပိုင်းမှာဇီးနှုတ်တရက်နဲ့ခေါ်တယ်သူတို့စီရောက်တဲ့ကစားသမားကြီးများသောအားဖြင့်ဟိုးလုံးတွေကသဘောတူမှုယူထားတာဒါပေမဲ့ဥရောပရဝန်းဘက်မှာကြတော့ကိုနဲ့အပြိုင်စုဖလားလိုချင်တဲ့အသင်းတွေငွေကြေးထက်ဆိုင်အောင်မြင်မှုလိုချင်တဲ့အသင်းတွေစီကအကေဘီထွက်ကစားသမားကြီးတွားနိုင်တဲ့ဘက်မှာတော့ထင်သလောက်မလွယ်ဘူးအာဆင်နယ်ကဒီကစားသမားနဲ့ပတ်သက်ပြီး not forcey သတ်မှတ်ထားတယ်ရောက်ရမဟုတ်ယတနာ ်မတ်တောင်းမန်းဆိုတာကအာဆင်နယ်သင်းဘလောက်ထိမျောလင်းချက်ထားလဲဆိုတာသိတာတယ်အရှိမလဲသူ့ရဲ့စီနီယာလေးဖြစ်တဲ့လူးဝစ်စကယ်လီအီတန်ဝိုင်းတို့ကစားမပြီးအာဆင်နယ်သက်တမ်းကောက်တူလိုက်တယ်ဒါပေမဲ့မတ်တောင်းမန်းနဲ့ပတ်သက်ပြီးလက်ရှိချိန်မှာအာဆင်နယ်ကပရိုစာချုပ်ချုပ်လို့မရသေးဘူးအသက်16နှစ်ပြည့်မဲ့ဒီဇင်ဘာအကျော်ကြမှာအဲ့တော့ကစားသမားတယောက်ကအသက်16နှစ်ဆိုပရိုစာချုပ်ချုပ်လို့ရတယ်အသက်18နှစ်မှာပဲအဝတ်လဲကန်ကိုတရားဝင်သုံးလို့ရတယ်ဒီအပိုင်းလေးရှိတယ်အခုအနေထားမှာဒီကစားသမားနဲ့ပတ်သက်ပြီးအာဆင်နယ်က ဘောလုံးအားကစားနည်းမှာရောပညာရေးဘက်မှာရောပြီးတော့ကစားသမားရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးတော့အားလုံးလှုပ်ဆောင်ပေးထားတယ်။ကစားသမားမိဘတွေကလည်းအာဆီယံမှာနေရတာကိုပျော်ရွှင်နေ။ဒါပေမဲ့ကျွန်တော်စာချုပ်စာတဲ့ပုံမှာလက်မှတ်မထိုးရသေးဘူး။ဒီနေထားမှာဥရောပရဲ့ထိတ်တန်းအသင်းတသင်းအောင်မြင်မှုလည်းအများကြီးယူထားပြီးတော့စပိန်လာလီဂါရဲ့ဘလူးကြီးလို့ပြောလို့ရတဲ့ရီယယ်မက်ဒရစ်ကဒီလိုကစားသမားကြီးနဲ့ပတ်သက်ပြီးကင်းထောက်တွေဆေးလို့တိုင်းထူးဆန်းတဲ့အရာမဟုတ်ဘူး ဒါပေမဲ့ထူးဆန်းတာကအာဆင်နယ်လိုအသင်းတစ်သင်းအတွက်ဆိုလို့ရှိရင်တော့ဒီလိုကစားသမားတွေကိုဆက်ပြီးတော့ဆွဲဆောင်ထားဖို့အသင်းမှာဆက်ပြီးထိန်းထားဖို့ဆိုရင်တော့ပို့ပြီးစူးစမ်းရတော့မယ်ကျွန်တော်အရင်တော့လက်ခံခဲ့တယ် okay ဒီကစားသမားလေးကိုဆယ်ပွဲနေမှာတပွဲထက်သုံးရတယ် AC ပဲကစားသမားလည်းရှိမယ်ဒါပေမဲ့ဥရောပကအသင်းကြီးတော်တော်များအဲ့လိုမျိုးစောင့်ကြည့်လာတဲ့ကစားသမားကိုနောက်ကွယ်ရနေပြီးတော့ဒါ underground ကနေမိဘတွေကိုချိတ်ဆက်လာတာ agent တွေကိုချိတ်ဆက်လာတာလုပ်တဲ့ခါကျရင်တော့အနည်းငယ်များတော့လူဆိုတာက ပိုပိုကောင်းမှုနဲ့ကန့်လန့်မှုနဲ့ဆိုရင်စိတ်ရိုင်သွားမှာပဲနောက်ဆုံးငွေဘလောက်ပေးတယ်ဆိုတာထက်တရားဒီမှာဘဏ္ဍပွဲအတင်းကြီးမှာထည့်ပြီးသုံးမှာမယ်ဆိုတဲ့ဂတိကဝတ်မျိုးကတော်တော်လေးကြောက်ရတယ်ဒီနေရာမှာအသက်မပြည့်သေးတဲ့ပရိုဆာချုပ်လက်မှတ်မထိုးရသေးတဲ့ကစားသမားတွေကိုအခြားတင်ကခေါ်လို့ရလားဆိုတော့ခေါ်လို့ရတယ်။ကာယကံရှင်ကသွားကြင်။ဒါပေမဲ့အဲ့ဒီကစားသမားကိုပြုစုပြိုးထောင်ပေးတဲ့ကလပ်အသင်းတော်နစ်နာကြီးပြုစုပြိုးထောင်ပေးကြီး ရော်ကြီးပုံစံမျိုးလေးတော့ပေးရရှိအရန်များတာမဟုတ်ခုနောက်ပိုင်းလဲပရီးမီးယားလိမ်မှာတွေ့တဲ့အတိုင်းပဲလစ်ပေါ်ဘူးကိုရောက်သွားခဲ့တဲ့ကစားသမားတချို့အရန်ကောင်းတဲ့ခါမှာအဲ့ကစားသမားကိုပိုင်ဆိုင်ခဲ့မှုတဲ့ချယ်ဆီကတရားစွဲတာမျိုးတွေအဲ့လိုမျိုးတွေတခါကျကျွန်တော်တို့ဘောလုံးလောကမှာမတိရတဲ့နောက်ကွယ်ရနေပြီးတော့အန်ဒါဂရောင်းကနေပြီးတော့ဆွေးနွေးတဲ့ပိုင်းနေအများကြီးရှိတယ်။ဆာလီဘာတော့လည်းတော်တော်လေးသူတို့ဆွေးနွေးခဲ့သေးတယ်။ဒါပေမဲ့ဆာလီဘာရဲ့မန်တေးကပြတ်သားတယ်။အာဆီနယ်ကပဲဆက်နေမယ်။ အဲ့လိုမျိုးရှိတယ်။အဲဒါမျိုးလေဆာလီဘာအာဆင်နယ်တက်တန်းတိုးသွားတဲ့အခါမှာရီယယ်မက်ဒရစ်ကလူငယ်ကစားသမားတွေကတဲလန့်အရန်မြင့်ပြီးတော့တဖြည်းဖြည်းနဲ့လည်းပို့ပြီးထင်ပေါ်လာခဲ့တဲ့မတ်စတောင်းမန်းနဲ့ပတ်သက်ပြီးစောင့်ကြည့်လာတယ်။အင်္ဂလန် U16 နဲ့ဘယ်လ်ဂျန် U16 အသင်းပွဲစဉ်မှာကင်းထောက်တွေပါဆီလူပြီးစောင့်ကြည့်တယ်။ကင်းထောက်တွေဆီလူပြီးဆိုတဲ့ကကုန်ကြစရိတ်ရှိတယ်။ဒါပေမဲ့အဲ့ထက်ပို့ပြီးတော့လိုချင်လို့ကိုသွားစောင့်ကြည့်တယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့ဆီလွတ်တာ။ ဒီနေရာမှာဒီဇာမလီကဒီဇင်ဘာ31ကျော်တော့မှာအသက်16နှစ်ပြည့်မယ်လက်ရှိအချိန်မှာတော့ဒါ U19 မှာအသုံးပြုနေဒါပေမဲ့အာဆင်နယ်သင်းဒီနှစ်စီနီယာ level ဓာတ်ပုံရိုက်ကူးရတဲ့မှာတော့မှသူကပါလာခဲ့ပြီအော်အာဆင်နယ်သင်းဒီယာဒီမှာပွဲတွေအများကြီးသူ့ကိုပေးမစော့သေးဘူးဆိုရင်တော့မှစီနီယာ level ကစားမှဖြစ်လာပြီမနေ့ကလူးဝစ်စကယ်လီတို့အီတန်ဝမ်နီတို့ပါဝင်ရတဲ့အတိုင်းပဲတဖြည်းဖြည်းနဲ့သူဆော့လာမှာပါဒီယာဒီမှာအာဆင်နယ်သင်းအတွက်ဆိုလို့ရှိရင်တော့အဲဒီကစားသမားက ဝင်ပြီးဆော့ခဲ့ရတဲ့ပွဲစဉ်တွေရှိတယ်။ United နဲ့ပွဲစဉ်မှာတော့မဆော့ခဲ့ရဘူး။ဒါပေမဲ့ Leeds United အသင်းနဲ့ပွဲစဉ်မှာ28မိနစ်ကစားခဲ့ရတယ်။ Liverpool အသင်းနဲ့ပွဲစဉ်မှာ2မိနစ်ကစားခဲ့ရတယ်။ပေါ်ဘေးအသင်းနဲ့ပွဲစဉ်မှာ28မိနစ်ကစားခဲ့ရတယ်။ဒါပဲဒါပဲဆိုပြီးမဲ့အသက်15နှစ်ရဲ့ကစားသမားတဦးအတွက်ဆိုရင်တော့ဒါကအိမ်မက်ကြီးပဲ။ကျွန်တော်တို့အသက်15နှစ်မှာဘာကြီးလုပ်နေကြလဲအားလုံးသိတယ်။ဒါနိုင်ငံမတူလို့ထားရတော့ဒါပေမဲ့သူတို့စီမှာလည်းအသက်15နှစ်ရဲ့ကစားသမားတူစီနီယာ level ကဘာအဆင့်ပြိုင်ပွဲတွေမှာဝင်ပြီးဆော့ဝင်ရဖို့ဆိုတာကမလွယ်ဘူး။ ဒီလောက်ထိလုံပေးထားတာကမစိုးပြုတ်လို့ရတယ်ဒီနေရာမှာအာရီတာပါဝင်အသင်းတာဝန်ရှိသူကကစားသမားလေးရဲ့ပွဲကစားခွင့်အနေထားရဲ့နုနယ်ပြုမြင့်သေးတဲ့အချိန်မှာဒံယာတွေရမှဆိုတဲ့အတွက်တေချာကယူဆိုင်ထဲသုံးတဲ့အပိုင်းရင်ပညာရေးပါမလင်ဟင်းအောင်ရင်အားလုံးကိုသူတို့စနစ်တကျလုံသွားဖို့ရှေ့ဆိုပြီးတရယဝင်ထုတ်ပြောထားတာရှိတယ်အတချို့တွေကတော့အမလို့အမများဖြစ်တာပေါ့လေတစ်ဖက်မှာကြည့်မယ်ဆိုရင်လေပွဲကစားဝင်ကန့်တက်ပြီးပေးတာတော့ကောင်းတယ်ဒါပေမဲ့အစိုးရင်လုံပြီးတော့ဒီတရားစီလုံးကုံသွားလို့မ မန်စတောင်းမန်ကိုကျွန်တော်10ပွဲလောက်တော့အသုံးမပြုခဲ့ဘူးဆိုရင်ဒါကယာတီကုံတဲ့အခါကျလို့ရှိရင်အခြားတင်တွေကမင်းအာဆီဒီမှာဆက်နေဒီလောက်ပဲကစားဖို့ရမယ်။ဘာညာနဲ့ကြေးတိုက်လိုက်ရင်တော့ကစားသမားရဲ့အေဂျင့်တွေကိုယ်စားလှယ်တွေမိဘအတိုင်းဝိုင်းတွေနဲ့ကစားသမားရဲ့ကိုက်ကက်ရှင်ကိုယ်တိုင်ကနည်းနည်းတော့မန်တယ်ပြောင်းသွားတယ်။အဲ့တော့ကျွန်တော်ကဒီယာတီမှာအလော်တကြီးမန်စတောင်းမန်ကိုသုံးဖို့ပြောတာမဟုတ်ဘူး။အနည်းဆုံးတော့ဒီယာတီပွဲပေါင်း90ရှင်ဒီကလေးလေးကိုတော့78ပွဲပွဲ90လောက်တော့အရန်ကွာထပြီးသုံးတာဖြစ်ဖြစ်တော့လှုပ်စီခြင်းနဲ့ ဘာလို့ဆိုဒီအသင်းမှာသူ့ရဲ့အနာဂတ်ရှေ့ဆိုတဲ့ပုံစံမျိုးနည်းနည်းလေးအတိပေးသိခြင်းတယ်မိနစ်80လောက်ဆိုရင်ထဲသုံးအဲ့လိုပုံစံမျိုးလေးပေါ့လေတချို့ပွဲစဉ်လေးမှာခါရာပေါင်းဘာညာမှာပွဲထွက်ခွင့်ပေးလိုက်ဒါမျိုးလေးနဲ့အသင်းကဆက်ထိန်းထားမှာအခုမော်ဒန်ဘောလောကမှာကဟိုးလုံးကနဲ့မတူတာကဆိုရှယ်နက်ဝက်တော်တော်လေးကျေပြန့်တယ်ဘယ်ချိန်ဆိုကောက်ပြီးတော့ချိန်ဆက်လိုက်လို့ရတယ်ဘယ်ချိန်ဆိုတရရောက်စီကနေ intro ဝင်လိုက်လို့ရတယ်အဲ့တော့ကစားသမားတစ်ယောက်ကိုကလပ်တင်းတစ်ခုကပိုင်ထားတယ်ဆိုရင်အပြည့်အစုံတော့ ပိုင်ထားတယ်ပြောလို့မရဘာမှမဆိုဖြစ်နိုင်တဲ့ modern ဘုံလောကပေါ့လေအဲ့တော့ဒီကစားမလေးဘယ်လောက်ထိ potential ရှိလဲဆိုရင်လုံရဲကင်ရဲတယ်မြန်နှုံးမြင့်တယ် attacking mafia ဝင်ငါရောကောင်းကောင်းဆုတ်လို့ရတယ်သူကြောင့်ကျွန်တော်တို့ဒီယာဒီမှာနေပနတိနှလုံးသုံးလုံးလောက်ရှိပြီနဲ့တူတယ်ပနတိရတာကစားမတယောက်စီကလေ twin core တွေဘာတွေမရဘူးခဏထားလိုက်ပနတိလောက်အသင်းအတွက်ရှာဖွေပေးနိုင်ဆိုဒါတော်တော်လေး impact မြင့်တယ်ပြောလို့ရတယ်အကြောက်တရားကင်းတယ်ကာဆင်နဲ့ပွဲစဉ်မှာဆိုရင်ခန်းစစ်ကစားမတူးရဲ့ကွင်းလေကစားမတူးရဲ့ဂျားတဲ့ကနေအဲ့ box space ကို တတိပေါင်းဆက်စီတိုးဝင်ပြီးပြေးသွားတာတော်တော်လေးကိုသဘောကျတယ်။နောက်ကနေ live ဖြတ်နေခဲ့တဲ့ Jolin Tan နဲ့တွေ့ဟုတ်တယ် Hohe Sai ညာပဲ။အဲတော်တော်လေးကောင်းတဲ့ player ပဲကျွန်တော်ကအဲ့ပွဲပြပြချင်းမှာအဲ့ဒီခြေဆမ်းပွဲတွေဟုတ်တယ်အဲ့ပွဲပြပြချင်းမှာကျွန်တော်ကဒီအတုတက်ဗီဒီယိုတိတက်လုပ်လိုက်တည်း match tournament ကိုကြိုက်လာဆိုတော့ကြိုက်တယ်။ဒါပေမဲ့ Arsenal အသင်းတာဝန်ရှိသူတွေအတွေ့က quality ပြည့်မြည်ပြီးတော့အတွေ့အကြုံရင့်ကျက်အသင်းအတွက်လည်းဒါ တော်တော်လေးဟိုမှာ physical ဘိုင်း strong ဖြစ်လာပြီဆိုတော့မှပွဲများများလေးအသုံးပြုသွားမယ်။ပညာရေးဘိုင်းလည်းမလဲဟောက်ဆိုသူတို့လုံနေရဲ့။အဲ့တော့ real madrid ချင်းကတ်လာတယ်ဆိုပေမဲ့အပြည့်ဝကြောက်တင်လာဆိုတော့ကြောက်စရာတော့မလိုပါဘူး။တစ်ခုလေးပဲကစားသမား mandate ညင်ဖို့တော့လိုအပ်တယ်။ကစားသမားလည်း arsenal မှာစော့ကျင်တယ်။ arsenal လည်းဒီကစားမားနဲ့ပတ်သက်ပြီး plan တွေရှိထားရဆိုရင်တော့ဘယ်အသင်းမှာဘယ်လောက်ပြီးစီယုံစီယုံမှုစရာမလိုတော့ဘူး။ အခုတော့မှအာဆင်နယ်ကမန်စတောင်းမန်းနဲ့ပတ်သက်ပြီးတော့ချိုးတင်ပြင်ဆင်ပြီးတော့အင်ထရိုဝင်မှုတချို့လုပ်နေကြသေးတယ်။တရဝင်းတော့လုပ်လို့မရသေးဘူး။ဘာလို့အသက်က15နှစ်ပဲရှိသေးရဲ့။16နှစ်ပြီးတော့မှပရိုစာချုပ်စပြီးလက်မှတ်ထိုးလို့ရမှာ။အဲ့တော့လေအာဆင်နယ်စတင်ပြီးစားစားတဲ့နေကိုချိုးတင်ပြင်ဆင်နေကြသေးရတယ်။တရဝင်းတော့ဆွေးနွေးလို့မရသေးဘူးပေါ့လေ။အော်ဒီကစားသမားလေးရဲ့ speed ရဲ့ power ရဲ့ dribbling ရဲ့လုံရဲ့ကန်ရဲ့တာရဲ့ပြီးတော့ကိုယ့်ထက်အများကြီးအသက်ကြီးပြီးအတွေ့အကြုံအများကြီးများတဲ့ senior level မှာ ိုးဝင်ပြီးကစားရတဲ့လုံနိုင်စွမ်းရှိမယ်ဆိုရင်မန်တေကတော့တော်တော်လေးကိုကောင်းတယ်အတင်းတင်းမှာအဲ့ဒါလိုအပ်တာအခုသူတန်းငယ်တန်းပြိုင်ပွဲတွေမှာတချို့တွေပြန်ပြန်ပြီးတော့ဝင်ပြိုင်တာရှိတယ်အဲ့ဒီမှာဆိုလို့ရှိရင်လည်းလူကြီးကစားမတဦးလောက်နေတယ်သူအတွေ့အကြုံတွေတော်တော်ရင်းနေပြီအဲ့မှာဆိုရင်တော့အဲ့ဒီတက်ရွယ်တန်းကသူဝင်ကမ်းမှာမှတ်မိမဲ့သူ့အတွက်ဆိုရင်တော့တဆင့်နေနေတယ်လို့ဖြစ်နေအဲ့ကြောင့်မို့ဒီ senior level မှာအာဆင်နဲ့အတင်းအတွက် match down မဲ့အနာဂတ်တော့တိတ်မဝေးတော့ဘူးတခုတော့ရှိတယ် ရှင်းနေရစီနီယာကြီးတွေဖြစ်တဲ့ Louis Kelly တို့ Ethan Wayne တို့အချိန်တစ်ခုကြာစောင်းခဲ့ရတယ်အခုထိထိလည်းပုံမှန်ကစားခွင့်မရသေးဘူးအဲ့အတွက် match down man ဘလောက်ပဲ quality ရှိရှိအသင်းကသူနဲ့ပတ်သက်ပြီးတည်တည်ချာချာလေးထိန်းထိန်းသိမ့်သိမ့်နဲ့အကောင်းဆုံးကောင်းအောင်ဖြစ်ဖို့အတွက်အချိန်ယူပြီးတော့နေရာပေးသွားမယ်လို့ကျွန်တော်ကထင်တယ်ညီကိုတော့ဘယ်လိုထင်လဲဒီယာတီဒီကစားမသည်ပြိုင်ပွဲစုံ၃ပွဲကစားထားတယ်ပရီးမီးယားလိ၂ပွဲ အရန်နေဝင်ဆော့ထားတယ်ခါရာဘောင်တပွဲအရန်နေဝင်ဆော့ထားပြီးတော့အဲ့မှာအသင်းအတွက်ဆိုတွင်းကိုဖန်နေကိုမလုံနိုင်သေးဘူးဒါပေမဲ့ပရီးမီးယားလိတူးမှာတော့နှစ်ပွဲဝင်ဆော့ရဲနှစ်ပွဲပွတ်ထထားပြီးတော့တွင်းကိုနှစ်ကိုလှုပ်ထားပါတယ်ကဲကျွန်တော်မတ်စတောင်းမန့်နဲ့ပတ်သက်ပြီးကြိုက်လားဆိုရင်ကြိုက်တယ်ဒါပေမဲ့မတ်စတောင်းမန့်ဒီလက်ရှိကျွန်တော်တို့တောင်းရမယ့်ကစားမမဟုတ်သေးဘူးဒါပေမဲ့တဖြည်းဖြည်းချင်းဒီတောင်းရင်းနဲ့တဖြည်းဖြည်းနဲ့တောက်ရမယ့်ဝိုင်းတစ်ခွက်ဖြစ်ရှိနေတယ် အားကြောင့်မလို့မတ်စတောင်းမန်ဘလို့ဆွဲဆောင်မှုမျိုးမဆိုအာဆင်နယ်မှာနေမယ်ဆိုတော့သူ့အတွက်ကြည့်ပြအရှိမလဲထွက်ခွာသွားတဲ့စီနီယာတွေသူတွေ့မှာပါအေရီဟေဗန်တို့ချီရိုအိုအီမာတင်တို့နောက်ပြီးတော့ယွမ်မနိုင်မီတအားအသုံးပြုခဲ့တဲ့အတွက်ချာလီပါတီတို့တို့ဘာတွေဖြစ်သွားခဲ့လဲတွေ့တာပဲအဲကြောင့်အသင်းတစ်သင်းမှာလူးဝစ်စကယ်လီတို့အီတန်ဝန်နီတို့နှလုံးထုံးမှုပြီးတော့မတ်စတောင်းမန်လေးဆက်ပြီးနေသွားမလားဒါမှမဟုတ်တခုခုကန်လန်းမှုစိတ်ရင်သွားမလားစောင့်ကြည့်သွားမှာပါကျွန်တော်တူဦးရဲ့ခန်းစားချက်အရဆိုရင်တော့ မတ်စတောင်းမန်အာဆီနယ်မှာနှစ်တည်ကြာကြီးဆက်ပြီးရှိပါလိမ့်မယ်ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောင်းလဲဖြစ်ကစားကြည့်နေဆိုတော့ဘာပြောင်းခုနကတင်ကြကို6 6 6 6လို့တင်ကြသုံးတယ်တယ်ဘက်တင်ကြကို9 9 3ခရောင်းနေရာတော့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါဘောလုံးပွဲနဲ့ပတ်သက်ပြီးစော့ကျင်တယ်ကိုထုတ်စီမှာပဲအကောင့်ဖွင့်နေလဲဆိုကြောစီမှာလာကြီးဖွင့်မှာကျွန်တော်တို့အားပေးကျင်တာလည်းတော့ဘောလုံးပွဲမဆော့တဲ့ဘက်နဲ့မဆော့ပါနဲ့ဆော့တဲ့လူတွေကတော့ကျွန်တော်စီမှာအကောင့်လာဖွင့်လို့ရနေပါပြီခင်ဗျာ